ကေမြဲမြို့မှာရုရှားတုံးချီပြစ်ခတ်မှုကြောင့်လူသူဦးသေးဆုံး၃ဦးသေရန်ရရှိကေရမြို့ကရုရှားဘက်ကတုံးချီပြစ်ခတ်မှုကြောင့်လူသူဦးသေးဆုံးပြီး၃ဦးသေရန်ရရှိခဲ့ကြောင်းယူကရိန်းအရာရှိတွေက AB 6ရက်ကပြောကြားခဲ့တာကိုရိုက်တာသတင်းထုတ်ပြန်ချက်အရသိရပါလိမ့်ရုရှားနဲ့ယူကရိန်းတို့အပြစ်ခတ်ရစရေးသဘောတူစာချုပ်နှစ်ခုကိုညှိနှိုင်းခဲ့တယ်လို့အမေရိကန်ဘက်ကပြောပြီးကြတဲ့ကော ဒီတိုက်ခိုက်မှုဟာဒုံးကျည်တွေနဲ့ဒရုန်းတွေကိုအသုံးပြုပြီးပထမဆုံးအကြီးစားတိုက်ခိုက်မှုတစ်ခုဖြစ်ပါတယ်။အဆိုပါတိုက်ခိုက်မှုကရက်သက်တပတ်အတွင်းကြီးမားဆုံးတိုက်ခိုက်မှုဖြစ်ပြီးခရိုင်အများပြားမှာပျက်စီးဆုံးရှုံးမှုနဲ့မိလောက်မှုတွေဖြစ်ပွားခဲ့ကြောင်းယူကရိန်းတာဝန်ရှိသူတွေကပြောကြားထားပါတယ်။ဒီကနေ့ AB 3ရက်ကယူကရိန်းနိုင်ငံမှာဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ခါကီမြို့မှာ ရုရှားဘက်ကဒရုန်းတိုက်ခိုက်မှုကြောင့်အနည်းဆုံးလူ၄ယောက်သေဆုံးပြီး35ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသဆိုင်ရာတာဝန်ရှိသူတွေကပြောကြားထားပါတယ်။ခါကစ်ဒေသရှိယူကရိန်းနိုင်ငံတော်အရေးပေါ်ဝန်ဆောင်မှုဌာနက AP လေးရမှထုတ်ပြန်ခဲ့တဲ့ဗီဒီယိုထဲမှာလူနေအဆောက်အုံတွေမှာပရင်းပောက်တွေလွတ်ထွက်သွားပြီးမတော်ရင်တွေနဲ့တခြားအဆောက်အုံတွေမီးလောင်နေတာကိုပြသခဲ့ပါတယ်။ ိသက်သမားတွေနဲ့အရေးပေါ်ဝန်ဆောင်မှုဝန်ထမ်းတွေဟာမိနှိမ့်တက်ပြီးတော့နေထိုင်သူတွေကိုအကူအညီပေးနေကြပါတယ်။မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။